ထိုင်းမှာတန်ရှင်းမိတ်ကလေးတူကိုရုရှားတပုံစရာတူကဗီဒီယိုရိုက်ကူးပြီး TikTok မှာတင်ခဲ့ရမှာနေချင်းညချင်းဆိုလိုနာမည်ကြီးသွားပြီးနာမည်ကြီးကုံစီအမှတ်တံဆိပ်များစွာကိုကြော်ညာပေးရတဲ့ model တူဖြစ်လာခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်မိတ်ကလေးတူဖြစ်တဲ့နူဗာချစ်မီဆွန်ဘိုဇာဒီရဲ့ဘွားဟာဝိတုဇလန်ရုပ်ရှင်ဇလန်တွေထက်ကိုပိုမိုစမ်းကျင်နေပြီးစစ်စစ်ရဲ့ဘွားကနေနေချင်းညချင်းဆိုသလိုကျွဲဝချမ်းသာတဲ့ဘွားကိုရောက်ရှိသွားတဲ့ဇလန်မျိုးပဲဖြစ်ပါတယ်။ ဆမိုဇာတီဟာဆိုရင်အသက်28နှစ်အရွယ်ရှိပြီး ကလေးနှစ်ဦးရဲ့မိခင်ပဲဖြစ်ပါတယ်။သူမကိုဘန်ကောက်မြို့ကလန်ဒန်နေရာမှာရုရှားတပ်မုံစီယာဆီမီယန်ရစ်ချ်ကော့ဆိုသူကအမှတ်မထင်တွေ့ရှိခဲ့တာပါ။လမ်းပေါ်မှာတန်ရှင်းရေးလုပ်နေတဲ့ဆမိုဇာတီရဲ့တဘာဝအတိုင်းရိုးရိုးရှင်းရှင်းရှိနေတဲ့အလှမျိုးကရုရှားတပ်မုံစီယာရစ်ချ်ကော့ကိုပင်မြို့ယူဖမ်းဆီးနိုင်ခဲ့ပါတယ်။ တချစ်ကော့ကဆူမွန်စာတီအားအဝေးတနေရာကနေတပ်ပုံရိုက်ယူခဲ့တာပါမိမိကိုတပ်ပုံရိုက်နေသည်ကိုပင်ဆူမွန်စာတီကသတိမထားမိခဲ့ပါဘူးတပ်ပုံဆရာရချစ်ကော့ကဆူမွန်စာတီစီကိုတွားရောက်ပြီးရိုက်ကူးထားတဲ့တပ်ပုံကိုပြသခဲ့ပြီးတဲ့နောက်မှာသူမရဲ့အလှကိုပါချီးကျူးခဲ့ပါသေးတယ်အဲဒီနောက်မှာတော့ဆူမွန်စာတီနဲ့တွေ့ဆုံစကားပြောခဲ့ပုံကိုလည်းရချစ်ကော့ကဖုန်းနဲ့ဗီဒီယိုဖိုင်ရိုက်ကူးထားခဲ့ပါတယ်ဗီဒီယိုဖိုင်ကိုရချစ်ကော့ကသူ့ရဲ့ TikTok အကောင့်မှာတင်ခဲ့ရမှာချက်ချင်းဆိုသလိုပင်ပြန်နဲ့ခရိုက်ရိုက်သွားခဲ့ပါတယ် လူမှုကွန်ရက်သုံးဆွဲသူတို့မှာလမ်းပေါ်တပြက်စီးလဲတဲ့မင်းကလေးရဲ့အလှကိုအံ့အားသင်ခဲ့ကြပြီးစုမောစာတီအကြောင်းပုံမှန်သိလာခဲ့ကြပါတယ်။မကြာမီပါပဲစုမောစာတီထံကိုသတင်းမီဒီယာများနဲ့မော်ဒယ်အင်ဂျင်စီများကတဖွဲ့ဖွဲ့ရောက်လာခဲ့ကြပါတော့တယ်။ ဆမောဇာဒီကထိုင်းသတင်းမီဒီယာများနဲ့တွေ့ဆုံမေးမြန်းခန်းမှာမိမိကတပြက်စီးလဲသူအဖြစ်လုတ်ကင်နေသည်မှာတနှစ်ခန့်ရှိပြီဖြစ်ကြောင်းနဲ့မိမိအလုပ်ပေါ်ပျော်ရွှင်နှစ်သက်ကြောင်းကိုပါပြောဆိုခဲ့ပါရယ်။နောက်ပြီးမိမိအပေါ်လူအများကရုတ်တရက်ကြီးအာယုံဆိုင်လာခြင်းပေါ်မှာအလွန်အံ့ဩမိကြောင်းလည်းဆမောဇာဒီကဖြေကြားခဲ့ပါရယ်။ရုရှားတပ်မုံစရာရချီကောနဲ့အချိန်တိုလေးအတွင်းတွေ့ဆုံခဲ့ခြင်းဟာအခုလိုအခြေအနေမျိုးထိဖြစ်လာနိုင်မယ်လို့မမျှော်လင့်ခဲ့ကြောင်းကိုလည်းပြောခဲ့ပါဗျာ။ အခုကြုံတွေ့နေရတာတွေကစုံမစာတီအတွက်တော့အဆသာရှိပါသေးတယ်။အဲဒီနောက်မှာတော့စုံမစာတီဟာလျှင်လျင်တောက်ကြောကြားလာခဲ့ပြီးနမဲကြီးထိုင်းမိတ်ကဆရာချက်ချိုင်းပီဟန်ဖော့ချီကာကရုပ်ရှင်ဇာတ်ကားတစ်ခုမှပါဝင်တရုပ်ဆောင်ရန်အတွက်စုံမစာတီကိုကမ်းလှမ်းလာခဲ့ပါတယ်။နွန်ချဟုလူသိများခဲ့တဲ့ချက်ချိုင်းဟာစုံမစာတီနဲ့တွေ့ဆုံခဲ့ပြီးရိုက်ကူးခဲ့သောတပ်ပုံများမှနောက်ထပ်သူမအတွက်ဟိုးလေးတကြောကြောဖြစ်လာခဲ့ပြန်ပါတယ်။ လက်ရှိချိန်မှာစွမ်မူဇာတီဟာထိုင်းနိုင်ငံရဲ့လူပြောအများဆုံးအကြောင်းအရာတွေထဲကတစ်ခုအဖြစ်ပါဝင်လာခဲ့ပါတယ်။စွမ်မူဇာတီဟာအခုလက်ရှိမှာတော့ချက်ဆိုင်ရဲ့ Broadway အမှတ်တံဆိပ်အလှကုန်များကိုကြော်ညာရက်ကူးပေးနေပါတယ်။နောက်ပြီးအခြားကုန်စည်အမှတ်တံဆိပ်များ Marketing Agency များကလည်းသူမနဲ့လက်တွဲရန်ကမ်းလှမ်းချက်များပြုလုပ်လာခဲ့ပါတယ်။မကြသေးမီကမှပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာဆွမ်မွန်ဇာတီကမိမိလောက်ကင်နေတဲ့နေဘက်အလုပ်ဖြစ်တဲ့တပြက်စီးလဲတဲ့အလုပ်ကိုရနာလိုက်ပြီဖြစ်ကြောင်းနဲ့အ ်မှန်တွေ့ရှိလာတဲ့နေပဲအစ်စ်ကိုသာအာယုံစိုက်သွားတော့မှဖြစ်ကြောင်းပြောကြားသွားခဲ့ပါတယ်ဒီနေ့ပြပြပေးခဲ့တာကတော့ထိုင်းမှာတန်ရှင်းရေးမင်္ဂလိတအူကိုရုရှားတပ်ပုံစရာတအူကဗီဒီယိုရိုက်ကူးပြီး TikTok မှာတင်ခဲ့ရမှာနေချင်းညချင်းဆိုသလိုနာမည်ကြီးသွားပြီးနာမည်ကြီးကုံစီအမှတ်တရစိတ်များစွာကိုကြော်ညာပေးခဲ့ရတဲ့မော်ဒယ်တအူဖြစ်လာခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်တိရှိပေးခဲ့တဲ့တအူတောက်ချင်းစီကိုကျေးဇူးများကြီးတင်ပါတယ်ရှင်